တန်တရာဖြစ်စရာရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီယကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားတေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီယများနေတယ်ဆိုရင်လေနေရာကိုတေးချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါရခိုင်ပြည်နယ်မောင်တော်မြို့နယ်အတွင်းမှာရှိတဲ့တက်စကန်အချို့ကို Oregon Ranger ကေတရစ်တပ်အာစာကတိုက်ခိုက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး အာရခတတော်အေကစက်တင်ဘာ29ရက်ညပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်။အာစာအဖွဲ့ဟာစက်တင်ဘာ16ရက်ကစတင်ပြီးမောင်တော်မြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့59ကျောင်းမှာရှိတဲ့ point 601ကောင်ကအေရဲ့နေဆက်လုံခြုံရေးတက်စကန်နဲ့ဒုံညိုကျေးရွာမှာရှိတဲ့ဒုံညိုစကန်တို့ကိုသိမ်းပိုက်ဖို့စစ်ပြင်ခဲ့တယ်လို့အေအေကဆိုထားပါတယ်။အဲ့ဒီနေ့မှာပဲ point 601ကစကန်ကိုတက်ခိုက်လာခဲ့ပြီးတံပြန်တက်ခိုက်ရမှာတော့အာစာအဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုဝင်ပြေးသွားခဲ့ကြတယ်လို့ အေအေထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။ White 600တက်စကန်ကိုတင်လို့တဲ့အာဆာရဲ့အစီအစဉ်အထောက်မမြောက်ခဲ့သလိုထိတွေ့တိုက်ပွဲ12ကြိမ်ဖြစ်ပွားခဲ့ပြီးအာဆာတပ်ဖွဲ့ဝင်ရုပ်အလောင်းအချို့ကိုတွေ့ခဲ့ရတယ်လို့အေအေကဖော်ပြထားပါတယ်။ရပ်ပိုင်းအကြာမှာတော့အနေဆက်မှာအေအေတပ်ဖွဲ့ဝင်တွေဟာအာဆာရဲ့ချုံကိုတိုက်ခိုက်တာကိုခံခဲ့ရပြီးထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့အေအေကအတည်ပြုထားပါတယ်။အာဇာတက်ဖွဲ့ကိုဘင်္ဂလားဒေ့ရှ်နယ်ခြားစောက်တဲ့အရာရှိတချို့ကအားပေးထောက်ခံတာပူပေါင်းဆောင်ရွက်တာတွေရှိနေတယ်လို့အေအေကဖော်ပြထားပါတယ် အာဆာနဲ့ RSO အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေနတ်မြစ်နဲ့မယူတောင်လမ်းကြောင်းတွေကတဆင့်ရခိုင်ပြည်နယ်မောင်တောခရိုင်တဲကိုဝင်ရောက်လာကောင်နယ်စပ်မှာရှိတဲ့ AA တပ်စခန်းအချို့ကိုတိုက်ခိုက်လာသလိုဒေသခံပြည်သူလူထုကိုချောင်းမြောင်းပစ်ခတ်တာဖမ်းဆီးနှိပ်စက်တာငွေညှစ်တာပြန်ပေးဆွဲတာတွေကိုလုပ်ဆောင်နေတယ်လို့လည်း AA ကအဆိုထားပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အာဆာအဖွဲ့ကိုထောက်ပံ့ကူညီအားပေးအားမြှောက်ပြုလုပ်နေတဲ့နယ်ခြားအစောက်တပ်ကအရာရှိအချို့ကိုအရေးယူသင့်တယ်လို့ AA ကတောင်းဆိုထားပါတယ် ်အရေးမယူဘဲဆက်လွတ်ထားမယ်ဆိုရင်နှစ်ဖက်အနေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးကိုထိခိုက်စေပြီးနှစ်ဖက်တင်းမာမှုတွေပုံမှန်မြင့်တက်လာစေနိုင်တယ်လို့အေအေကသတိပေးထားပါတယ်။တကြော့ပြန်စခန်းထလာတဲ့အာဆာအာဆိုအနေရဲ့ဟာဒေသတွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေလာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်မဲ့နိုင်ငံသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုပါသွေဝိုက်ချင်းချောက်ရာရောက်နေတယ်လို့လည်းအေအေကဆိုထားပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့အစိုးရအနေနဲ့နှစ်ဖက်ပြည်လဲစေမဲ့နိလန်းတွေကိုအ мян ဆုံးရှောက်ဖွေပေးဖို့ အရခတတော်အေကတောင်းဆိုထားပါတယ်ရှင်တန်တရဖြစ်เสียရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်တရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားတေချာလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမရအဖွဲအစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်တရများနေတယ်ဆိုရင်လေနေရာကိုတေချာမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ